မလုံးမိပါပါဆရာမတို့အခုတစ်ခေါက်မှာ juicy materials တွေအစ်တရလာပြီဆိုလို့ရှိရင်ဒါကိုဆရာမတို့ကိုလက်ရှိသုံးနေတဲ့အဟောင်း juicy နဲ့ အဲကိုက်ညီမှုရှိအောင်လို့ဘယ်လိုမျိုးဆံမားတို့ testing လုပ်မလဲဆိုတာကိုဆွေးနွေးပြီးတော့အမေဒါကိုဆံမားတို့ကတနည်းအားဖြင့် parallel testing လို့ခေါ်တယ် parallel ဆိုတာအပြိုင်ပေါ့နော်။ဘာအပြိုင်လဲဆိုတော့အဟောင်းနဲ့အစ်တဲ့အပြိုင်။ဆံမားတို့ new juicy တူရပြီဆိုလို့ရှိရင်ဒါကိုကျွန်တော်တန်းပြီးတော့သုံးလို့မရဘူး။အဟောင်း juicy ပေါ်မှာအခြေခံပြီးတော့မှဒီဆက်ပေါ်မှာသွားပြီးတော့ run ရမှာဖြစ်တယ်။ဒီသဘောတရားကိုဆံမားတို့နားလည်နေဖို့အတွက်ရည်ရွယ်ပြီးတော့အားကြောင့်ဒီလက်ချောင်းဆံမားပို့ချရခြင်းဖြစ်ပါတယ်။အဲ့တော့အရှိလက်ချောင်းပါဆံမားတို့ juicy မတီးရဲစီနဲ့ပတ်သက်ပြီးတော့အားလုံးဒီွားကြပြီ။ juicy မတီးရဲစီဘယ်လိုမျိုးဆံမားတို့ categorize ခွဲထားလေပေါ့ နော်အုပ်စုရေဘလို့ခွဲပြီးတော့အဲတည်ထားလို့ရတယ်လေအဲ့ဒီပုံမူတည်ရောက်ခါကျတော့အဲအဲ့ဒီတည်ထားပြီးသားအခြေခံပုံမူတည်ရောက်ခါကျတော့ကျွန်မတို့တကယ်လက်တွေ့ရင်းမြစ်နေပါဒီသားတွေမှာကျွန်မတို့လက်တွေ့ဒါ laboratory test တွေ run ကြတော့မယ် analyze တွေကိုကျွန်မတို့တက်ခွဲစစ်ဆေးကြရမယ်ဆိုလို့ရှိရင်ဘယ်လိုပုံစံမျိုးလုပ်ရမလဲဆိုတာကိုလည်းကျွန်မတို့ခဏလေးပြောကြခဲ့တယ်အခုတစ်ခါမှာတော့ကျွန်မတို့အဲတကယ်လုပ်တော့မယ်ပေါ့နော် parallel testing လုပ်တော့မယ်ဆိုလို့ရှိရင်ကျွန်မတို့အခြေခံတည်ထားမယ်အချက်လက်တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ် ကျွန်တော်တို့ရေအရှိပိုင်းက LG check အကြောင်းပြောပြလေးပြီးသွားပြီ LG check ကဘယ်လိုမျိုးပုံစံအသုံးဝင်တယ်လဲဆိုတာရေ ဘယ်လိုတကယ်လက်တွေ့အသုံးချရမလဲဆိုတာကိုပြောကြခဲ့တယ်။အဲဒီမှာကျွန်မတို့ LG ချက်အစ်တစ်ခုကိုစပြီးတော့အသုံးပြုရမယ်ဆိုလို့ရှိရင်ဘယ်လိုအကြောင်းအရာတွေမှာအဲဘလို့အခြေအနေတွေမှာစပြီးတော့အသုံးပြုရမယ်ဆိုတာကိုလည်းပဲအဲဒီမှာပြပြခဲ့ရပေါ့နော်ဒီမှာလည်းကျွန်တော်ထပ်ပြီးတော့ပြောချင်တာက juicy lot တွေပြောင်းလဲသွားတဲ့အချိန်ပေါ့နော်အခုကျွန်တော်တို့ပြောမယ့် topic ဖြစ်တဲ့ juicy အဲ lot number အစ်တစ်ပြောင်းသွားပြီဆိုလို့ရှိရင် AG check ကနောက်တဲ့အစ်တစ်ကိုပြောင်းသွားအောင်မှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့အကြောင်းအရာကိုပြီးကျွန်တော်ထပ်ပြီးတော့ပြောပြပေးမယ်နောက်တစ်ခါကျွန်တော်တခြားသောဒီ instrument ရဲ့အရေးကြီးအစိတ်ပိုင်းပြောင်းလဲသွားတဲ့အချိန်နော် ထွက်ကြတယ်ကျွန်တော်တို့ရဲ့ test process ဒီပေါ့နော်လုပ်ငန်းစဉ်အပြင်ဒီ analytical system အတွင်းမှာတစ်ခုခုပေါ့နော်အဲပြောင်းလဲသွားပြီစက်ပစ္စည်းဒါမှမဟုတ်ရှင်လည်းပဲ technical ပြောင်းလဲသွားပြီဆိုလို့ရှိရင်အဲအဲ့ဒါဆိုကျွန်တော်တို့ LG check ကအသစ်ပြုလုပ်ပြရမှာဖြစ်ပါတယ်အဲ့တော့အခုအဲထဲမှာတော့ရေးကြီးဆုံးတာကကျွန်တော်အပေါ်မှာအပေါ်ဆုံးမှာရေးထားတယ် QC lot နံပါတ်ပြောင်းသွားပြီဆိုလို့ရှိရင် LG check ကအသစ်လောက်အောင်မှာဖြစ်ပါတယ် အဲကျွန်တော်တို့ရဲ့ control set ဒါမှန်ကန်မှုရှိနေခဲ့ရဆိုလို့ရှိရင် measurement errors ကိုကျွန်တော်တို့တွေ့နိုင်တယ်လို့အစီအပိုင်းကပြောခဲ့ပြီးဖြစ်တယ်ပေါ့နော်အဲဒီကတော့ကျွန်တော်တို့ wasker rule သင်ခန်းစာမှာတော့ဒါနေနဲ့ပတ်သက်ပြီးတော့အသေးစားပြောပြခဲ့တယ်တခါပြီးတော့ကျွန်တော်တို့ errors နဲ့ပတ်သက်ပြီးတော့သင်ခန်းစာမှာလေ errors to bias တို့အပြင်ကို total error total allowed error အစားတွေရပြီးကျွန်တော်တို့ error နဲ့ပတ်သက်ပြီးကြည့်ကြည့်ပြည့်ပြည့်လေ့လာခဲ့ကြရပေါ့နော်အဲ့ဒီမှာလေးပဲကျွန်တော်တို့ဒီစာလေးပြောခဲ့တာရှိတယ် ကျမတို့ mini force exception ပေါ့ except ပေါ့အာမှားပြီးတော့ခါကျတော့လက်ခံလိုက်တာတကယ်တော့သူက outlier ဖြစ်နေရေပေါ့နော်ဒါကိုကျမတို့ကဒီမှားပြီးလက်ခံလိုက်တယ်ဆိုရဲဟာမျိုးလဲပဲအနည်းဆုံးဖြစ်ရမယ်ပေါ့နော် minimum ဖြစ်ရမယ်ဒါကကျမတို့ force rejection လို့ခေါ်တယ်အဲသူကတကယ်တော့ ကောင်းနေပေါ့နော်မှန်နေရယ် valid ဖြစ်နေဒါကိုမှသွားပြီးတော့ဟာကြတော့ reject ပေါ့ fourthly reject တော့လုပ်လိုက်တယ်မှားရင်မျိုးဟာကြတော့ဒါပြန်သွားပြီးတော့ပယ်ချလိုက်တယ်ဆိုတာမျိုးဒါတွေကိုလည်းပဲကျမတို့အနည်းဆုံးဖြစ်အောင်လို့ပေါ့နော်အဲ့လိုမျိုးအဲနေထားဖြစ်အောင်လို့ကျမတို့ဒီကိုယ့်ရဲ့ control ချက်မှာ measurement error တွေကိုမမှန်ကန်ရှာဖွေပြီးတော့တွေ့ရှိနိုင်ပြီဆိုလို့ရှိရင်တော့ control ချက်ကဒါမှန်ကန်တဲ့ right ချက်တူဖြစ်မှာဖြစ်တယ်ဆိုတော့ကျမတို့ဦးစားနားလည်ထားဖို့လိုအပ်တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့မိမိတို့ရဲ့ analytical system ကအဲအဲကျူစီ stability ရှိလားမရှိလားဆိုတာကို juicy ကိုသုံးပြီးတော့ဖော်ထုတ်ခင်မှာအဲ့ဒီ juicy ဟာဘယ်လောက်ထိ အဲကောင်းလဲပေါ့နော် evaluation လုပ်ပြရမယ်လို့ကျွန်တော်တို့ဆိုလိုတာဖြစ်တယ်ဒါမှသာလေကျွန်တော်တို့ရဲ့တကယ်အဲဟိုဟာပေါ့အညီညီမျှမျှပေါ့နော်မျှမျှတတဖြစ်သွားမယ် democracy ဆိုတဲ့သဘောတရားကိုကျွန်တော်တို့အမျှတာပေါ့နော်မှန်ကန်တယ်မျှတာတယ်အဲ justice လည်းရှိရယ် freedom လည်းရှိရယ်ဆိုတဲ့သဘောတရားဆိုလိုတာဖြစ်တယ်ဒီလိုမျိုးဒီလိုမျိုးကျွန်တော်တို့အခြေခံပြီးတော့စဉ်းစားမှသာလေကိုကဘာကြောင့်ဒီ juicy ကိုတုံးရတာလဲဆိုတာလေးပဲအဓိပ္ပာယ်ရှိမယ်ဖြစ်တယ်ပေါ့နော်အဲ့တော့ကိုရဲ့ဒီ juicy ရဲ့အနေထားကိုအရင်ဆုံးချိန်ပေါ့နော် तू ကမှန်လားမမှန်လားဆိုတာ तू များအောင်ချက်မယ်ဆိုလို့ရှိရင် तू ကိုယ်တိုင်ရောဘယ်လောက်မှန်လဲဆိုတာကို စဉ်းစားဖို့လိုသလိုပေါ့နော်သူကိုယ်တိုင်ကဘယ်လောက်ဒီစစ်စေးခံနိုင်လူမျိုးလဲသူများကိုလို့စစ်စေးရမယ်ဆိုလို့ရှိရင်သူကိုယ်တိုင်ကရောဘယ်လောက်ဒီမှန်ကန်တဲ့လူမျိုးလဲဆိုတာကိုဒီလိုရဲသူဆိုတဲ့သဘောတရားဖြစ်တယ်ပေါ့ဒါမှသာလေကျမတို့ဒီမှန်ကန်မှုလွတ်လပ်မှုတရားမျှတမှုဆိုတဲ့ဒီမိုကရေစီမျိုးကိုအဲရရှိမှာဖြစ်တယ်ဆိုတာကိုဒီစကားလုံးလေးနဲ့ကျမတို့အရင်ဆုံးသိရှိပြီးတော့ခါကြတော့သဘောတရားအဖြစ်နားလည်ထားဖို့လိုအပ်ပါတယ် ဒါကြောင့်ဆရာမတို့ပြောခဲ့တယ်ဆရာမတို့ရဲ့ system ကိုနိုင်ကို ਆ potentially unstable ပဲဖြစ်တယ်ပေါ့နော်ဒီ analytical system မှာဆိုလို့ရှိရင်အမြဲအမြဲမဲ့ stability မဖြစ်ဆက်မဖြစ်လောက်เสียအအချက်လက်တွေအများကြီးနေကြောင့်ဆရာမတို့ဒီအသုံးပြုရမှာက juicy ပေါ့နော် stable ဖြစ်တဲ့ analytical system တစ်ခုအနေနဲ့ဆရာမတို့သတ်မှတ်ဖို့ရဲဆိုလို့ရှိရင် juicy ကိုသုံးပြီးတော့ခါကြတော့ဒီ system နေ stable ဖြစ်ပါတယ်လို့ဆရာမတို့ယူဆဖို့အတွက်အသုံးပြုရတာဖြစ်ပါတယ်ဆိုတော့ဒီသဘောတရားပဲပေါ့နော် ဆက်စမ parallel design မလို့လောက်ရလေပေါ့နော်တကယ်ရောကျွန်တော်တို့ juicy materials အစ်တစ်ခုသုံးတော့မယ်ဆိုလို့ရှိရင်ဒါမတိုင်းခင်မှာသုံးနေရလက်ရှိသုံးနေရဒီ old juicy ပေါ့ဒါနဲ့ကျွန်တော်တို့နိုင်ရှင်ထားတဲ့ data တွေကို juicy juicy ဒါအကျင့်ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ parallel design ဆိုတာလောက်ရခြင်းဖြစ်ပါတယ်အဲ့တော့ဒီ manufacturer ကနေပြီးတော့ထုတ်ပေးလိုက်တယ် mean တို့ sg ကိုဒါတွေကိုကျွန်တော်တို့ကကြိုတင်ပြီးတော့ verify လုပ်ပေးရမယ်ဒါမှသာလေကျွန်တော်တို့ဒီ juicy ကနေရရှိတဲ့ result ပေါ့နော်ဒါကိုကျွန်တော်တို့ patient ကိုသွားပြီးတော့ report လုပ်ပေးနိုင်မှာဖြစ်ပါတယ် ဲ့တော့ဟိုကျမတို့ရဲ့ဒီကိုယ့်ရဲ့အဖြေပေါ့နော်တခွဲခန်းရဲ့အဖြေကမှန်ပါတယ်ဆိုတဲ့အကြောင်းကို patient ကမမေးရင်တော့မှကျမတို့ကဒါကိုသက်တည်ပြဖို့လိုအပ်တယ်ပေါ့နော်။ဒါပြီးတော့စစ်ဆေးမှာပဲမေးမှာပဲဒါကိုသွားပြီးတော့လှုပ်ရှားအလုပ်ရမှာမဟုတ်ပဲနဲ့မမေးခင်မလုပ်ခင်နေရအောင်ပဲအဲကျမတို့ရဲ့ဒီ process ပေါ့နော်ကိုယ့်ရဲ့တာဝန်ပေါ့နော် ethic အရာဒီ mean SEO ကိုတခြားလေးဒီ juicy အားဖြင့်ပေါ့နော် verify လုပ်ပြီးသားဖြစ်ရမယ်အတည်ပြုပေးတာ validate လုပ်ပြီးသားဖြစ်ရမယ်ပေါ့နော်အဲ့တော့ a system မှာလေးပဲကျွန်တော်တို့ရဲ့တကယ် parallel testing လုပ်မဲ့ system မှာလည်းပဲ stable ဖြစ်နေဖို့လိုအပ်တယ်ပေါ့နော်တည်ငြိမ်နေတဲ့ဓမ္မသားလေးကျွန်တော်တို့အဟောင်းနဲ့တင်းနေရှင်ပဲဆိုလို့ရှင်မငြိမ်တဲ့ဟာကြီးဘယ်လိုသွားရှင်မှာလဲအဲ့တော့ကျွန်တော်တို့ကငြိမ်နေအောင်ထားထားအောင်ဖြစ်တယ်လို့ဆိုလိုတာဖြစ်တယ်အဲ့တော့လက်ရှိသုံးနေတဲ့ကျွန်တော်တို့ဒီ running log ပေါ့နော် current log စစ်ဆေးပြီးတော့ခါကြတော့ system ရဲ့ stability ကိုကျွန်တော်အတည်ပြုလို့ရတယ်ပေါ့နော်အဲ့တော့ patient reserve report reserve report warning လို့ပို့ရင်နောက်တစ်ခါကျွန်မတို့ new log ရချင်သေးတာတွေလည်းပဲကျွန်တော်အတည်ပြုဖို့အတွက်ကိုလိုအပ်တယ်ပေါ့။အဲ့တော့ကျွန်မတို့ထပ်ပြီးတော့ကြည့်ရမှာကအဲ့ဒီ data တွေနဲ့အရင် account data နဲ့ပေါ့။ account data ဆိုတာလက်ရှိသွားနေရဲ့ဒီစစ်နေရဲ့ကျွန်တော်တို့ data နဲ့အစ်စ်ထပ်ပြီးတော့သုံးမဲ့ new data နဲ့ပေါ့နော်။ new log ရချင် data နဲ့ဘယ်လိုမျိုးကျွန်မတို့ကိုင်နေအောင်ချိန်ဆမလဲဆိုတဲ့ဟာကတော့စကားပြောလာပြီပေါ့နော်။ အဲ့တော့ကျမတို့ new log juice သုံးရချင်းရွယ်ချက်ကိုသိပါပြီ။ O ကနေပဲစစ်စစ်ပဲရရှိရဲ။ Mini SD ကိုရယူရတဲ့အခါကျတော့ဒီလိုထဲမှာသွားပြီးတော့အစားထိုးပြီးတော့ထည့်သွင်းသုံးပြလိုက်မယ်ဆိုလို့ရှိရင်မိမိတို့ရဲ့ဒီ အဲ system တစ်ခုပေါ့နော် new နဲ့ old နဲ့ဒီရရှိတဲ့ဒီအနေအထားတစ်ခုကိုနှိုင်းယှဉ်လို့ရသွားပြီဒါဆိုကျမတို့ရဲ့ parallel testing အောင်မြင်သွားပြီပေါ့နော်အဲ့တော့ကိုယ့်ရဲ့အသုံးပြုရေး control ဟာ juicy material ဆိုဆိုရှင် SC material ဖြစ်စီဒါမှမဟုတ်ရှင် NSC juicy material ဖြစ်စီ parallel testing အသုံးပြုအောင်ဖြစ်တယ်ဆိုတော့ကျမတို့ကြိုတင်ပြီးတော့နားလည်အောင်ဖြစ်ပါတယ်အဲ့တော့ SC နဲ့ NSC ဘာကိုလဲကျမပြပြခဲ့ပြီးသားဘာဘေဟာကောင်းလဲဘေဟာအားနည်းချက်အားသာချက်တွေရှိတယ်ဆိုတာလည်းကျမတို့ဒီစားလေးရှင်းပြခဲ့ပြီးဖြစ်ပါတယ် အဲ့ဘယ်လိုလုပ်မလဲဆိုရင်ကျွန်တော်တို့ဒီ CRM ရဲ့ကျွန်တော်တို့ဒီစာလေး ြောထားရပေါ့နော်ကိုရဲ့ဒီအနည်းဆုံးဒီ mino sg ကိုရရှိဖို့လဲဆိုလို့ရှိရင်ကိုရဲ့ analytical system ran ဟာအဲ20 runs ပေါ့နော်အချိန်20 run မိရမှာဖြစ်ပါတယ်အဲ့တော့ system ကကိုရဲ့ဒီ measurement system ပြင်နေရတဲ့အချိန်ဆိုလို့ရှိရင်ရက်ပိုင်းခြားနေအဲစစ်ဆေးလို့ရရတယ်ဥပမာပြစမားတို့ရရှိပြီးသားလောက်လို့သုံးပြီးတော့ခါကြတော့စစ်ဆေးထားတယ် juicy reset တွေကိုခြေခံပြီးတော့လည်းပဲစမားတို့ဒါယူလို့ရရတယ်ပေါ့နော်အဲ့တော့အဲ့ရနေပဲဆိုတော့ဘာရရမလဲဆိုလို့ရှိရင် mino sg ကိုတက်မှတ်ပြီးတော့ခါကြတော့ sg share တွေကိုထည့်သွင်းပြီးလိုက်ပြီးတော့ခါကြတော့အဲ့ဒါရပြီးတော့ verify လို့ပြောပြီး attribute ပြီးတော့ပြီး confirm ဆိုလို့ရှိရင် value တွေတက်မှတ်ပြီးတော့ခါကြတော့ ဒါကို UC အတွက်ကိုအသုံးပြုနိုင်ပြီဖြစ်တယ်ပေါ့ဒါကနေဦးဇင်မာတို့ဒီရရှိဖို့ရဲ့အတွက်ကိုပေါ့နော်သူရဲ့ editor ထဲမှာတင်ဖို့အတွက်ကိုလိုချင်တဲ့လိုအပ်တဲ့ကျွန်တော် mino SU ရရှိဖို့ရဲ့အတွက်ကိုလိုအပ်တဲ့အနေအထားဖြစ်တယ်ပေါ့နော် အဲ့ကျွန်တော်တို့ရင်းမြစ်နေပါဒေတာက laboratory တစ်ခုတွက်ဆိုလို့ရှိရင် parallel design ကိုကျွန်တော်အချိန်20မလုံနိုင်လို့ဆိုကြပါစုပေါ့နော်အကြောင်းမျိုးမျိုးကြောင့်ပေါ့နော်အကန့်အသတ်ချက်တွေအများကြီးရှိတယ်အချိန်မလောက်တာတို့တခြားသောပစ္စည်းပစ္စည်းအမလုံတော့စသည်ဖြင့်ဒါမျိုးအချိန်20အထိမသွားနိုင်တဲ့အနေအထားမျိုးပါဆိုလို့ရှိရင်တခြားသော alternative လို့ခေါ်တဲ့နောက်တဲ့နောက်တစ်မျိုးစဉ်းစားလို့ရတယ်ပေါ့ အဲ့ဒါပါလဲဆိုလို့ရှိရင်အချိန်20အစားကို၄ချိန်5ချိန်ကျွန်တော်တို့ run ပြီးတော့ရရှိလာရင် min ကိုတုံးလိုက်မယ်ပေါ့နော်အဲ့ဒါတုံးမယ်နောက်တစ်ခါကျတော့အရင်တော့ရှေ့ကဒီ current brand ကနေပြီးတော့အဲ current CD ကနေပြီးတော့ရရှိထားတဲ့ CD ကိုတုံးမယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ ိုလိုချင်တဲ့ SD ရရှိနိုင်တယ်ပေါ့ဒါကြောင့်ကျွန်တော်တို့ဒီအရင်ဆုံးကကို new juice နည်းနည်းလေး run လိုက်ပေါ့နော်၄၅ခုလောက် run ပြီးတော့အဲ့ value ကိုယူမယ်သူမင်းကိုယူမယ်ပြီးတော့ဟာကျွန်တော် formula သုံးလုံးဟာကျွန်တော် SD ရအောင်တွက်မယ်ပေါ့နော်အဲ့တော့ SD ကကျွန်တော်ဘယ်လိုဖြစ်သွားအောင်လဲဆိုလို့ရှိရင် OCV ကနေပြီးတော့ Olog ရရှိတဲ့ CV ရဲ့နောက်တစ်ခါကျတော့ဒီ new log ရရှိတဲ့ min ရဲ့ကိုကျွန်မအသုံးပြုတော့ခါကြတော့ track ချထားတဲ့ value ဖြစ်သွားမယ်အဲ့ဒီ tempo ကကျွန်မတို့ new control ချက်မှာအသုံးလို့ရတာပေါ့နော်ဆိုတော့ကျွန်မတို့ဒီဒီ juicy အဲ value တခုကို validate ဖြစ်အောင်လုပ်ဖို့အတွက်ဆိုလို့ရှိရင်အစ်စ်ပေါ့နော်အစ်စ်ပဲလို့ပြောလို့ရှိရင်အဟားကိုကျွန်တော်တို့အခြေခံပြီးတော့လုပ်ထားတယ်အဲဒါကိုအသုံးပြီးတော့မှဒါလေးကျွန်တော်တို့ဒီဒါနှိုင်းရှင်လို့ရမယ့်အနေအထားဖြစ်တယ် parallel design လုပ်လို့ရမယ်ဆိုပြီးတော့ဒါကိုကျွန်တော်တို့ user တာဖြစ်တယ်ပေါ့အဲ့ချိန်မှာတခုရှိတာကျ mean ဟာ stable ဖြစ်နေရဲ့နောက်တစ်ခါကျတော့ drift မဖြစ်သွားရဲပေါ့နော်တခုခု back ကိုတခုတစ်ဖက်ဘက်ကိုကျွန်တော်မယိုင်သွားတဲ့ဟာမျိုးအဲတန်ဖိုးဖြစ်နေရဲ့လို့ကျွန်တော်တို့ user ပြီးတော့ခါကျတော့ drift ထုတ်ထားတဲ့ဟာမျိုးဖြစ်တာဖြစ်ဖြစ်ရမယ်ပေါ့နော်ဒါမှဒါလေးကျွန်တော်တို့ကအဟောင်းရဲ့ value ကလည်းပဲကိုယ့်ရဲ့လက်ရှိမှာပါနေရဖြစ်တယ်လို့ လက်ရှိအခုထပ်ပြီးတော့အခု New Jersey မှာလည်းပဲအဲအိကနေပဲထပ်ပြီးတော့ရရှိတဲ့ CBR လေးပဲနောက်ထပ်ထပ်ပြီးတော့အစ်စ်ရလာမယ် အဲဒီအကျူစီနောက်ထပ်အစ်စ်တစ်ခုအတွက်ကိုထည့်သွင်းပြီးတော့ဟာကြာအသုံးပြုလို့ရမယ်နေထားမှဖြစ်သွားပါဘူး။အဲဆိုအဲ့လိုပုံစံမျိုးသွားနေအောင်ပါတော့တခုနဲ့တူကကျွန်တော်အဲ့လိုမျိုးချိတ်ချိတ်ပြီးတော့သွားနေတဲ့ဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ analytical system stability ကိုအဲ့ပုံစံမျိုးနဲ့ကျွန်တော်နိုင်ရှင်လို့ရတယ်။ဆိုတော့ကျွန်တော်တို့ CVO ဒါကြည့်ပြောခါကြောင့်တခြားသောကျွန်တော်တို့ variable ဖြစ်နိုင်တဲ့ကောင်မျိုးအရင်ကြီး dependent ဖြစ်အောင်လုပ်မထားတဲ့အတွက်ကြောင့်လုပ်ထားတဲ့ဟာမျိုးမဖြစ်တဲ့အတွက်ကြောင့်အမမင်းဆိုကျွန်တော်တို့အရင်ကြီးကျွန်တော် dependent ဖြစ်စရာမလိုဘူးဒီတခြားလို့ကျွန်တော်တို့က CVO နဲ့ပဲချိန်ပြီးတော့ခါကြောင့် equalizer ပုံစံနဲ့ချိန်ပြီးတော့ခါကြောင့်ညှိယူပြီးတော့ဒါကတစ်ခုနဲ့တစ်ခုကိုရှင်တွဲပြီးတော့ parallel လို့သွားရတာဖြစ်တယ်ဆိုတော့ကျမတို့နားလည်ထားလို့ရတယ်ပေါ့လို့ကျမနားလည်သွားတယ်သဘောတရားအဖြစ်ဘာဖြစ်လို့ကျမတို့ parallel testing မှာအချိန်၄၀လောက်ရလဲဆိုတာတကယ်လို့မလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်း alternate တွေအဖြစ်ဘယ်လိုလောက်ရလဲဆိုတာရေ formula အဖြစ်ကျမတို့ဝင်ရဘယ်လိုမျိုးတွေ့ချက်ကြမလဲဆိုတာကိုလည်းဒီမှာရှင်းသွားပြီပေါ့နော် အဲ့တော့ကျမတို့ကအဲအဲ့ဒီ for to virus ကနေပဲရရှိရဲ့မီးကိုပဲသုံးလို့ဟာကြတော့ SD ဘာလို့မသုံးရလဲဆိုပြီးတော့အဲပြန်ပြီးတော့မီးရရှိရဲ့ပေါ့နော်အဲ့တော့စဉ်းစားကြည့်လိုက်ပေါ့နော် brand ကနေတော့ခါကြတော့ကိုသုံးတဲ့ဒီ SD ရဲ့သဘောတရားကိုပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင် SD ဆိုတာကျမတို့ dispersion ကိုပဲအဲပြောနေတာပေါ့နော် laboratory variable ကိုတည်နေတာအဲ့တော့ run နေပြီဆိုလို့ရှိရင်ကျတော့အဲ့ဒီ variable ကိုကျမတို့တည်ချင်မခေါ်ပြနိုင်တော့ဘူး capture လည်းမလုပ်နိုင်ဘူး င်เนาะဒါကြောင့်မို့ကျွန်တော်တို့အဲ့ဒါကရရှိတဲ့ port to file runs တော့ပဲရရှိတဲ့ value တွေကိုပြန်ပြီးတော့မှ edge တွက်ထားတာဆိုရှင် realistic မှာမဟုတ်ဘူးလို့ကျွန်တော်တို့ယူဆရတယ်ဒါကြောင့်မို့ကျွန်တော်တို့ force let တွေရတယ်ပဲလာပြီးတော့ပေါ်มาပဲပေါ့เนาะအဲ့တော့ ဘာဖြစ်လဲဆိုရင်ကျမတို့ဒီ photograph virus ကတကယ်ရရှိရဲ့ means ကြီးရဲ့နောက်တစ်ခါကျတော့အဲ့လိုခုနကဦးကအခုလုတ်ထားတယ်ဒီ photo virus sc ကိုအခြေခံပြီးတော့ရရှိ CV ရတာတွားပြီးတော့ဒါသုံးပြီးတော့ဟာကျတော့ twitch ချက်လိုက်မယ်ဆိုလို့ရှင် inaccuracy imprecision ပေါ့နော်မတိကျဘူးမတိကျဘူးဒါကြီးဖြစ်လာမှာပဲအဲ့တော့ဒါကြောင့်ကျမတို့ဒီအဲ့လိုမျိုးဒီရခုနကတော့ ကနက်ဥပစာမျိုး slide မှာပြခဲ့သလိုပဲမင်းကိုသုံးတယ်ဒီ photo pyramids ကရရှိရဲ new ကနေပြီးတော့မင်းကိုသုံးပြီးတော့ခါကြတော့ CV ကြတော့အရင် old juicy ရဲ့ဒီ old lot ရဲ့ဟာတို့အသုံးပြုပြီးတော့ခါကြတော့ကျွန်တော် SD ကို pressure ချင်ဖြစ်တာလေဆိုတော့ဟိုနားလေရမှာဖြစ်ပါတယ်အဲ့တော့တဖြည်းဖြည်းနဲ့တော့ကျွန်တော်နောက်ပိုင်းမှာအခုသုံးရင်းထဲမှာပေါ့နော် monitor ပဲလုံးရင်းထဲမှာအချက်ပေါ်တင်ပြီးရင်းထဲမှာပေါ့နော် photo pyramids ကနေရရှိရဲ့မင်းကိုအခြေခံပြီးတော့ကျွန်တော် SD value ပါညာတွက်ချက်ထားပြီးဆိုလို့ရှိရင်နောက်ပိုင်းကြလို့ရှိရင်တဖြည်းဖြည်းနဲ့အချိန်ကြာကြာစစ်ဆေးပြီးတော့ရရှိရဲ့ estimate တွေပြန်ပြီးတော့အစားထုတ်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့ common result တွေရရှိ ှိဖို့ရတဲ့ပုံလေးဆက်လာမှာဖြစ်ပါတယ်။အဲ့တော့ကနအူးမှာ Voto Virus ပဲသုံးနိုင်သေးတယ်ဆိုလို့ရှိရင်လည်းအဲ့လိုကနအူးစားပြီးတော့လှုပ်ထားပြီးတော့ဟာကြတော့မှနောက်ဟိုဟာပေါ့နော်အဲ long period ပေါ့ပို့ပြီးတော့ဟာကြခက်ကြကြစစ်ဆေးထားတဲ့ဒီ data တွေ estimate တွေနဲ့ပြန်ပြီးတော့အစားထုတ်မယ်ဆိုလို့ရှိရင်လည်းပဲရတယ်ဆိုတော့ကျွန်တော်တို့သိထားဖို့လိုအပ်ပါတယ်။အဲ့တော့ CV ကကျွန်တော်ခုနပြောခဲ့သလိုပဲ CV ဒီ equalizer အနေနဲ့ ုံးမဲ့ဆိုလို့ရှိရင်သုံးလို့ရတာပေါ့ဒါပေမဲ့ဘာလို့ဆိုတော့ SD ကိုကြာတော့သုံးလို့မရအောင် SD ကဘာလို့လဲဆိုတော့ခုနကပြောလို့ကျွန်တော်တို့အားနည်းချက်တွေအများကြီးရှိတယ် dispersion အားဖြင့်ကျွန်တော်တို့ဒီကြောင်ပေါ်ပြနိုင်ခြင်းမရှိဘူး realistic လည်းမဖြစ်တဲ့အတွက်ကြောင့်မလို့မီးအားဖြင့်လည်းပဲကျွန်တော်တို့ဒီအဲသူ့ရဲ့မီးဘယ်လောက်ရှိလဲပေါ့မူတည်နေတဲ့အတွက်ကြောင့်မလို့ SD ကိုကျွန်တော်အဲ့လိုမျိုးသွားသုံးလိုက်မယ်ဆိုရင်ကြာတော့ဒါကလက်တွေ့မဆမကြောက်ဘူးပေါ့လက်တွေ့မဆံတော့ကျွန်တော်တို့ equalizer အနေနဲ့က percent CV ကိုကျွန်တော်တို့သုံးပြီးတော့ခါကြာတော့ပေးအဲ့လိုမျိုးကျွန်တော်တို့ဒီမင်းကြီးများခြင်းတွေအကုန်လုံးကိုဖယ်ရှားပေးနိုင်တာဖြစ်တယ်ဆိုတော့ကျွန်တော်တို့နားလည်အောင်ကျွန်တော်တို့ဒီ CV ကိုပဲယူရဲ SD ကိုမယူဘူးလို့ ကျွန်တော်တို့သိချက်သိရှိထားရနားလည်ထားရမှာဖြစ်ပါတယ်အဲကျွန်တော်တို့ဒီ အဟိုဘာ check point တွေပေါ့နော်တချို့တော့ကျွန်တော်စစ်ဆေးရမယ့်နေရာလေးတွေရောရှိအဲ့ဒါလည်းဘယ်နေရာလဲဆိုကျွန်တော် frequency ကျွတ်တဲ့ဘာရယ်ပေါ့နော်ကျွန်တော်ဖြော်လိုက်တဲ့ဟာပေါ့နော် UC ကိုကျွန်တော်ဖြော်လိုက်ပြီဆိုလို့ရှိရင်အဲ့ရနေပြီးတော့ sample ယူပြီဆိုလို့ရှိရင်အဲ့မှာ frequency ကျွတ်ရှင် error ဆိုတာကြီးပါနိုင်တယ်အဲ့တော့ဒီအားနဲ့ပတ်သက်ပြီးရှေ့မှာလည်းကျွန်တော်ပြခဲ့ပြီဒါဘလို့နေသားမျိုးမှာဖြစ်တယ်လေ UC နဲ့ပတ်သက်ပြီးတော့ခါကျတော့ဒီလိုမျိုးဖြော်တဲ့ဟာဒါမှမဟုတ်ရှင်လည်းပဲဒီ ready လာတဲ့ဟာကြီးဘလို့မျိုး partial list ဆိုတာလေးပဲကျွန်တော်တို့ပြောပြခဲ့ရပြီးသားရှိတယ်ပေါ့ဒါကြောင့်ကျွန်တော်အဲ့ error ရှိပါဝင်နိုင်တယ်ဆိုတာပေါ့နော်အဲ့လိုတချို့တော့ကျွန်တော် check point တွေမှာ CV ရမှာဖြစ်တယ်အဲ့တော့ و زمان رو دیگه دوار အဲကိုယ့်ရဲ့ဒီ robot delivery ပဲပို့ပြီးတော့ capture လုပ်နိုင်ဖို့အတွက်ဆိုလို့ရှိရင်ပို့ပြီးတော့ဒီ robots ဖြစ်တဲ့ me realistic ဖြစ်တဲ့ SD ရရှိစေဖို့အတွက်အဲလိုရရှိထားဖို့ရအတွက်လိုအပ်တဲ့ဆိုတော့လည်းပဲသိထားရမှာဖြစ်ပါတယ်ပြီးတော့အခါကျတကယ်လို့ဒါကျွန်တော် liquid တွေပေါ့နော်ကျွန်တော် hematology analyzer တွေအတွက်သုံးမယ်ကျွန်တော် liquid juicy လိုဟာမျိုးတွေဆိုလို့ရှိရင်တော့ plain နည်းနည်းလေးပဲလိုမှာဖြစ်တယ်အဲလိုအားဖြင့်လည်းပဲကျွန်တော်တို့ viral တစ်ခုနဲ့တစ်ခုအဲဒါကပြောင်းလဲသွားတယ်ဆိုတဲ့ဟာမျိုးပေါ့နော် lot to lot variability ပေါ့ဒါ real base ပို့ရခါကျတော့နည်းမယ်ဆိုပြီးတော့ဟာကျတော့မျောလင့်ထားတဲ့အတွက်ကြောင့်မလို့ ပဲနေပပားလောက်ပဲသုံးပြီးတော့ခါကြတော့ပဲ juicy run လို့ရမယ်မြမစစကျမတို့သုံးကြမလို့ပေါ့နော်ဈေးရလည်းပို့ပြီးကြီးရဲ့အတွက်ကြောင့်မလို့ဟိုအများဆုံးအဖြစ်ပေါ့နော်အဲ့လိုမျိုးဖြော်ရတဲ့ live live တဲ့ဆောင်ရှင် liquid တွေပို့ပြီးဈေးလည်းကြီးရဲ့အတွက်ကြောင့်မလို့အရင်ကျမတို့အဲများတော့ပေါ့နော်အဲ lot တွေတစ်ခါတစ်ခါခဏခဏပြင်ပြီးတော့ခါကြတော့အဲ့လိုတွေ့ချင်ရလောက်တဲ့ဒီကိုမများဘူးပေါ့နော်အရင် wire တဲ့ဆောင်ရှင်ဒီ live live တဲ့ဆောင်ရှင်မများလောက်ဘူးကျမတို့ liquid ဒီ juicy material စီဆိုလို့ရှင်လာလိုက်ထားမှာဖြစ်ပါတယ် ပြန်ကြတဲ့ချိုးဟာရေဆိုရင်ကျမတို့ UG ပလင်းတွေဟာဖွင့်ပေးသားပြီပေါ့နော်ပကင်ဖောက်လာပြီဆိုလို့ရှိရင်တကယ်လို့များတရက်တက်ပို့ပြီးတော့သုံးမယ်ဆိုလို့ရှိရင်အဲ့ဒီပလင်းကိုသစိမ်း border ပေါ့နော်အဲ့ဒါကိုသုံးပါအဲ့တော့အဲ့လိုမှသာလေကျမတို့ရဲ့ analytical stability ဟာသူ့ရဲ့ mean value တိုင်းထင်ရနေဖို့အတွက်လို့ဆိုအဲထင်ရနေမယ်လို့ကျမတို့နားလည်ထားလို့နားလည်ထားရမှာဖြစ်တယ်။မှုန်ကြတော့ကျမတို့ကသူ့ရဲ့ဒီတစ်ခုတည်းတော့ဒီ ပုံစံတစ်ခုပေါ့နော် QC ပုံစံတစ်ခုကိုအချိန်ရပြီးတော့တွက်ချက်တဲ့ဟာဆိုရှင်မာရင်းဝါးအနေနဲ့ပြည့်ပြကြအောင်လို့စတေဘယ်ဖြစ်တယ်ဆိုတော့သတ်မှတ်ရန်အတွက်ကကြာအိတ်ပလင်းကိုသစိမ့်ပေါ်တဲ့ဝယ်ကျွန်တော်တို့ဆက်လက်ပြီးတော့ဟာကြတော့သူရဲ့သတ်မှတ်ရက်အတိုင်းပေါ့နော်ဆက်လက်တုံးချသွားမှာအသုံးပြုသွားမှာဖြစ်တယ်ဆိုကျွန်တော်တို့တချို့တော့ဒီ check point နေနေလေကျွန်တော်တို့စစ်စစ် ရမှာဖြစ်ပါတယ်။မဟုတ်ကြတော့ဒီလိုမျိုး point စီရကျွန်တော်ကြံတတ်တယ်ပေါ့နော်။ကြံပြီးတော့ခါကြတော့ error ပိုင်းပြဿနာရှိသေးဆိုရင်ကြတော့ဘယ်ဟာမတက်လာလဲဆိုတော့ကြိုတင်ပြီးတော့ training မှာလေးပြောမထားမိတာတစကြိမ်ထားမျိုးတွေဖြစ်တတ်တယ်ပေါ့။ဒါကြောင့်ကျွန်တော်တို့အဲ့လိုမျိုးချက်ကွာလေးတာတော့ကျွန်တော်တို့နားလည်ထားမှာဖြစ်တယ်။ကိုယ့်ရဲ့ laboratory technician ပေါ့နော် train ထားပြီးတယ်ဒီ step တွေလည်းပဲကြိုတင်ပြီးတော့ခါကြတော့မှာထားမှာဖြစ်ပါတယ်ပေါ့။ဒါကြောင့်ကျွန်တော်တို့ supervisor ရဲ့ပုံတော့ခါကြတော့သတိထားမယ့်အချက်လက်တွေဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့က ဒီဟိုဟာပေါ့ကိုယ့်ရဲ့ဒီ level fee က NAV ရဲ့ပေါ့နော်ဟို accreditation ပေါ့နော်အတိမတ်ပြုတဲ့အဆင့်တွေသွားကျင်တယ်ဆိုလို့ရှိရင်ဒါဘယ်လိုမျိုးအဲသွားရမလဲဆိုတဲ့အချက်လိုက်တွေကိုဒီမှာတချို့ဟာလေးရေးထားတယ်ဥပမာကျွန်တော်တို့ CBC ပေါ့နော်အဲ complete black out နေ coagulation တွေအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ normal juicy 4 to 6 data points တွေကို2ရက်လောက် run ပေးရတယ် stability ပုံမူယူတော့ဟာကြောင့်ကျွန်တော်အဲ့လိုမျိုးစစ်စစ်အစ်စ်ကိုကျွန်တော် new juicy ကိုကျွန်တော်အဲ့လိုမျိုး run ပေးရတာဖြစ်ပါတယ်နောက် clinical chemistry ကျတော့ကျွန်တော်2ရက်ကနေ10ရက်လောက်ကြာတဲ့အထိကိုတနေ့ကိုနှစ်ကျင်းကနေ3ကျင်း run ပေးရတယ်နေသောမြေကျွန်တော် data points ကိုအချိန်20ယူရမှာဖြစ် dabei. တော့ဒီ CBC ကို regulation တော့ကပြလဲဘာဖြစ်လဲဆိုလို့ရှိရင်တို့ကပို့ပြီးတော့အရှိရကျွန်တော်ပြောခဲ့သူပဲ liquid ဒီ stability juice material တွေသုံးရတဲ့အတွက်ကြောင့်မလို့အများကြီးကျွန်တော်လုံးစရာလည်းမလိုဘူးနောက်တစ်ခါကျ variability အဖြစ်တဲ့ o နဲ့ new နဲ့ juicy berry ဘာရဲ့ dual ရဲ့ variability ပေါ့နော်ဒါတွေကလည်းပဲမျောမန်းထားတော့မများနိုင်တဲ့အတွက်ကြောင့်မလို့ဖြစ်တယ်ဆိုတော့ကျွန်တော်သားလေးရမယ်ဒါပေမဲ့ clinical chemistry ကျတဲ့နေ့လေးပို့ပြီးတော့ခါကျတော့ဒီ points 30ယူရတော့နောက်ကြာရက်ကလည်းကိုခက်ကြာကြာကျွန်တော်ကြည့်ပေးရတော့ထားပြီးကျွန်မတို့လိုအပ်ပါတယ်ပြီးတော့ကျ quality တို့ sample quantity ပေါ့နော်အဲ့ဒါတွေကကျတော့ကျွန်မ ်တို့အနည်းဆုံး patient sample ပေါ့နော် positive နဲ့အဲဒီ low positive high positive ပေါ့အဲ့လိုဟာမျိုးတွေကိုယူရောက်ခါကြတော့ old lot တို့ new lot new lot တွေထိုင်နေကျွန်တော်တွေ့ရောက်ခါကြတော့ random မှာဖြစ်တယ်ဆိုတော့နားလေရမှာဖြစ်ပါတယ် ဆိုတော့ summary နေနဲ့ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ packing size ကိုကြည့်ပြီးတော့ဒီ control limit တွေတတ်မှတ်တယ်ဆိုရင်နေရာမှာ plus or minus 2 sd range လောက်ပဲထားဖို့အတွက်ဒါပြောထားရပေါ့နော်ဆိုတော့ကျွန်တော် probability ကပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင် plus or minus 2ဒီ some 99%လောက်ပေါ့နော် data wise ဒီအကုန်လုံး99%လောက်အတွင်းကျလောက်ဆို okay ရပေါ့နော်ဒါပေမဲ့ plus or minus 3ကျလို့99.7ဖြစ်တဲ့အတွက်ကြောင့်ဒါအရင်အဲ data point ကြာပြီးကတ်နေပြီဒါကြောင့်ကျွန်တော်တို့ plus or minus 2 range နဲ့ပဲတတ်မှတ်တယ်ပြီးတော့မှပဲအဲ့ဒီဟာကို range ဒီချက်ပေါ်မှာချပြလိုက်တယ်ပေါ့နော်အခြေချက်ပေါ်မှာတင်ပြီးတော့အခါကျတော့ဒါ stretch ရတယ်ပေါ့ဒါဆိုကျွန်တော်တို့ဒီအဲ plus or minus 2နဲ့ပဲထားဖို့တဲ့အဲကနဦးမှာပေါ့နော်ကိုယ့်ရဲ့ new log juice ကိုတက်သမတ်တဲ့ခါမှာထားဖို့အတွက်ပြောထားတာဖြစ်တယ်ပြီးတော့ဟာကျတော့အဲ့ range ကိုကျွန်တော်တို့ဒီ guideline အနေနဲ့သုံးပြီးတော့ဟာကျတော့ using materials တွေကို like ခနိုင်အောင်ကျွန်တော်တို့ဒီအဟိုဘောနော်ပြန်ပြီးတော့ဒါလေး verify လုပ်ပြီးရဲ့သဘောအနေနဲ့ plus or plus or minus 2 as you any again နဲ့ကျွန်တော်တို့ save ဖြစ်တဲ့အနေထားကနေသုံးရတာဖြစ်တဲ့ဆိုတော့လေးပဲနားလည်ရမှာဖြစ်ပါတယ် နောက်ပါလာစမစတက်ပြူးနေရဆိုလို့ရှိရင် parallel testing တရက်စီလုပ်မယ်ဆိုလို့ရှိရင်ပေါ့နော်လက်ရှိသုံးနေရ lot ဒီ current သွားနေရပေါ့နော် old law ပဲပြောပြောကြရအောင်အဲ့အဲ့လို old law ရကိုလို့စစ်ဆေးပေးရမယ်သူ့ရဲ့ဒီအာသုံးနေရ method တွေနောက်ပါဒီသွားနေ instrument တွေပေါ့ဒါတွေရဲ့ကျမတို့ quality specification တွေကိုလည်းပဲအဲပုံမှန်အားဖြင့်သူ့ရဲ့လုပ် အဲတက်မှတ်ထားတဲ့အချက်လက်တိုင်းပေါ့နော် quality specification တွေတိုင်းပြည့်မိနေပါတယ်ဆိုတော့ကျွန်တော်အတီးပြဖို့အတွက်ကိုအရင်ဆုံးကကိုယ့်ရဲ့ lot ပေါ့နော်လက်ရှိသွားနေတဲ့ lot control ကိုစစ်ဆေးပေးရတယ်ပြီးတော့အခါကျမှအစ်စ်ထပ်ပြီးတော့ထည့်မယ်ဆိုလို့ရှိရင်အဲ့ဒီအစ်စ်ကိုလည်းပဲမူလလောက်ထားတဲ့ instrument တွေမှတ်သက်ပြီးမှအဆုံးပြီးခဲ့တဲ့ကျွန်တော်တို့ quality specification တွေပုံစံအတိုင်းပဲကျွန်တော်တို့မူလအတိုင်းဖိုင်နယ်ပြရရှိပါတယ်ဒီကလေးလို့များကျွန်တော်တို့ဒီ ဒါတခုအများပေါ့နော်ပြောင်းလဲမှုရှိခဲ့မယ်ဆိုလို့ရှိရင် inherent randomness နဲ့ဆက်ပါပြန်ပြီးတော့နိုင်ရှင်နိုင်စီရအတွက်ဖြစ်တယ်ဒါမှကြာလိမ့်မယ်ဆက်ပါ changes တွေကပေါ်လာမယ်အဲ့ဒီကမှသာလေးဆက်ပါတော့ error တွေကိုလည်းပဲ detect လုပ်လို့ရမှာဖြစ်တယ်ဆက်ပါတော့နားလည်အောင်ဖြစ်ဒါကြောင့်မို့အဲ့လိုမှသာလေးဆက်ပါတော့ LG check ကလည်းပဲအတိတ်ရရှိမယ်ပေါ့နော်တော့ကိုထပ်ပြီးတော့ပြောင်းလိုက်တဲ့အနေအထားတွေကခဏန်းတွေကိုပဲကိုစားမပြုဘဲနဲ့တခြားသောကျမတို့လုပ်နေတဲ့ math ဒီ performance တွေတခြားသောကျမတို့ instrument တွေ method တွေပေါ့အဲ့ဒီဟာတွေအကုန်လုံးမှအကျုံးဝင်နေဆိုတော့လည်းပဲကျမတို့မမေ့သင့်ဘူးပေါ့နော် နောက်ကျွန်မတို့အဆင့်သုံးနေရကြတော့ဒီ serial dancing ပေါ့နော် new log juice ကိုကျွန်မတို့ serial dancing လို့တဲ့ကိစ္စဖြစ်ပါတယ် data points အနေနဲ့ကျွန်မတို့20နေသုံးရအောင်ယူရမယ်ရပောင်း20ကျော်ရှိရမယ်ဒါမှမဟုတ်ရှင်လည်းတရက်ကိုကျွန်မ new log number ကိုအနည်းဆုံးနှစ်ချိန်စစ်ဆေးပေးရမယ်အဲ့လိုမှမရနိုင်ဆိုလို့ရှိရင်ခုနကကျွန်မပြော alternative အနေနဲ့4 to 5 4 to 5 grand 4 to 6 run လောက်ထားပြီးတော့ခါကြအဲ့ရရရှိကျွန်တော်တို့ CVO တွေ့ချက်ပြီးသုံးရမှာဖြစ်ပါတယ်ရရှိတဲ့ဒီ instrument print out တွေကိုလည်းအကုန်လုံးတင်ဆက်ပြရဖြစ်ပါတယ် documentation မမေ့ပါနဲ့ပေါ့နော်ရရှိ data points တွေကိုဘယ်လိုအနေထားမျိုးပဲဖြစ်ဖြစ်ကျွန်တော်ဒီစာလေးတင်ဆက်ပြီးတော့ခါကြတော့ now နောက်ပိုင်းအသုံးပြုမဲ့ juicy program တွေကိုဆက်ထည့်သွင်းပြီးတော့ဟာကြဒီဥစ္စာတွေအားဒါကအဲတက်ရောက်နေမယ်နောက်တစ်ခါကျတော့ပို့ပြီးတော့ level ဒီနောက်ပိုင်းတကယ်လို့များရှေ့လာခဲ့မယ်ဆိုလို့ရှင် error detection မှာလည်းပဲအများကြီးအသုံးဝင်မှာဖြစ်တယ်ဆိုတော့ကိုကျွန်တော်မမေ့သင့်ဘူးပေါ့နော်အခုလက်ရှိသွားနေတဲ့ edge set track တင်မဟုတ်ပဲနဲ့နောက်ပိုင်းတော့အကုန်လုံးကျွန်တော်ပြန်ပြီးနှိုင်းရှင်ကြမှာ CV ပြန်ဟိုင်းဆက်ကြပြီးဒါမျိုးတွေကတော့နှိုင်းရှင်နိုင်ရဲ့အတွက်မှာကျွန်တော်တို့ကဆက်လက်ပြောဟာကြတော့အဲဒီလိုမျိုးဒီအဲမှတ်တမ်းတွေနဲ့ကိစ္စတွေကိုလည်းပဲမပြတ်မပြတ်မပြတ်မလက်လောက်ထားဖို့လို က်ပါတယ်အဲ့တော့ကျမတို့ step 4အနေနဲ့ကျတော့ရရှိတဲ့ mini energy ကိုဒါကျမ new lot number တွေကိုတက်ချက်ပြရမယ်။ control limit တွေကိုကျမတက်မှတ်ပေးရဲဆိုရင်ညမှာဒီမှာတော့ apoc ဆိုတော့ဒါကတော့ချက်ပေါ်မှာဟွာရှိတဲ့အတိုင်းပေါ့နော်။သူကအဲ main ကနေဘာကျတော့အပေါ်နဲ့အောက်နဲ့1 2 3စသဖြင့်ဒါမျိုးသွားရဖြစ်တဲ့အတွက်ကြောင့်မလို့အတွက်ချက်ပြတဲ့ဟာကတော့ကျမတို့ control limit ကိုဒါတာဝန်ရှိတဲ့ ဒါပဲဆက်မြောက်ဖြစ်တယ်ပြီးတော့ဟာကျတော့မှရရှိတဲ့ material points ကိုဘယ်လောက်ထိရောက်နေရလဲပေါ့နော် outline ရရှိရဆိုလို့ရှိရင်3 dot job ဆိုလို့ရှိရင်ဆက်မှာ forward sheet ထဲမှာကြည့်လို့ရအောင်လို့ပေါ့နော်ဆက်မှာတွက်ချက်ပြီးတော့ဟာကျတော့အဲအများဆုံးအဖြစ်တော့ forward sheet လောက်ပြီးဆက်မှာတို့ထည့်ပြီးတော့ဟာကျတော့အခြေချက်ပေါ်မှာတင်လိုက်တယ်ပေါ့နော်ဒါမျိုးဆက်မှာ control limit တွေကိုတွက်ချက်ပြီးရမှာဖြစ်ပါတယ်ပြီးတော့ဟာကျတော့ကိုယ်ပိုင်းအခြေချက်ကိုပြီးတော့ဟာကျတော့အခြေတိဆောက်လို့ရသွားပါပြီနောက်ဆုံးစရအောင်ဆက်မှာတို့ဒီ lot တန်မှာတက်တန်းကုန်လို့ရှိရင်ဒါမှမဟုတ်လို့ရှိရင်လည်းအသုံးပြုလို့ပြီးသွားပြီး expire ဖြစ်သွားပြီးဆိုလို့ရှိရင်အဲအသုံးပြုလို့ကုန်သွားပြီးဆိုလို့ရှိရင်တော့ link ကုန်သွားပြီးဆိုလို့ရှိရင်ဒါဆက်မှာတို့ထက်လက်ထက်မှတ်ပြီးတော့ဟာကျတော့အခြေချက်ကိုနောက်တဲ့ အစ်ထပ်ပြီးတော့သုံးပြီးတော့ဟာကြတော့အစားထိုးအောင်ဖြစ်ပါတယ်အရင်ချက်အောင်ကိုဒါထားထားလိုက်တော့ပြီးသွားပြီဆိုပြီးမထားပြင်လဲကျွန်တော်ခုနပြောသလိုပဲ documentation ပေါ့နော်မတန်းဟာပြထားဖို့အတွက်လိုအပ်ပါတယ်ဘယ်နေရာမှာတော့ဘယ်လိုမျိုး error ရှိခဲ့လဲဘယ်လို check point နေမှာတော့ဘယ်လိုမျိုးပြဿနာရှိခဲ့လဲ dispatch အစီအစာမျိုးတွေအကုန်လုံးပေါ့နော် CV ဆိုလို့ရှိရင် comparable ပဲလုပ်လို့ရတဲ့အနေအထားမျိုးဖြစ်လာမဖြစ်လားဆိုတော့ပြန်ပြီးတော့အရင်မတန်းဟောင်းပြန်ပြီးတော့လှန်နိုင်စီရဲ့အတွက်ကိုမတန်းဟောင်းလုံးသိမ်းဆည်းထားမှာဖြစ်ပါတယ်လောက်ဆိုကျွန်တော်တို့ဒီ juicy material ရဲ့အစ်တထိုးသုံးပြီဆိုလို့ရှိရင်လက်ရှိလက်ရှိသွားနေ OJC ကဘယ်လောက်ထိအရေးပါလဲ OJC ကို သုံးပြီးတော့ဟာကြောင့် new juice အဲ developer တချင်လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုမျိုးကောင်းကျိုးရရှိသလဲဘယ်လိုမျိုးပြဿနာကြီးဟို check point တွေက bias လေဆိုတော့ always မနားလည်သွားပြီဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဒီ developer တချင်တစ်ခု run တော့မယ်ဆိုလို့ရှိရင်အဆင်ပြေနေတဲ့အဲ run နိုင်တဲ့ဒီ time မျိုးလေအခုချိန်မှာနားလည်သွားပြီလို့ထင်တယ်ဒီကလေးမျိုးမျိုးရင်းမြစ်နေပါဒီ time မှာ20အဲ runs ပေါ့ဒါမျိုးမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်း အဲနောက်တဲ့ alternative ဘယ်လိုလုပ်လို့ရလဲဆိုတာရေနောက်တချို့တော့ကျွန်တော်တိကျတိကျစွာသိရှိဖို့လိုအပ်တဲ့အဲတချို့တော့အခြေအနေတွေပေါ့နော်ဥပမာကျွန်တော်တို့ computerology analyzer လို့ဟာမျိုးတွေပါတကယ်လို့အသုံးပြုခဲ့မယ်ဆိုလို့ရှိရင်ကျတော့ဘယ်လောက်ဒီကျွန်တော်တို့တိကျတိကျတဲ့အနေအထားကိုတခြားသောကျွန်တော်တို့ clinical chemistry လို့ဟာမျိုးတွေနဲ့ quasi သွားနေကျွန်တော်တို့ခံတွေ့ရမလဲဆိုတာကိုလည်းနားလည်ထားဖို့လိုအပ်တယ်ပေါ့နော်ဒါဒီတခြားကျွန်တော်ဒီမှာခဏရဲ့မယ်နောက်တဲ့လက်ချောင်းမှာဒီ log number အစ်တွေပေါ့နော် verification ဘယ်လိုလုပ်လဲဆိုတာကျွန်တော်ဆက်လက်ပြီးတော့ရှင်းနေပေးသားမှာဖြစ်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်